မင်္ဂလာပါကျွန်တော်တို့ကီစီပဲဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ရိခါသောတဲ့တက်မှာပဲဖြစ်ပါတယ်ရိခါသောတဲ့ရင်ရိခါသောအနေနဲ့မိုးတင်းမှာရိခါနဲ့ပတ်သက်ပြီးဘလို့ခက်ခဲကြုံတွေ့ရလဲအသုံးစိတ်တွေခြေတာရအောင်ဘလို့စီမံခန့်ခွဲနေတယ်ရိခါတွေလေးလေးမရှိရအောင်တို့ထင်းထင်းနေလဲဆိုတာကိုကျွန်တော်နဲ့တူလူအကြည့်ပေးကြပါအောင်ဗျာ င်္ဂလာပါခင်ဗျာကျွန်တော်နာမည်ကတော့ချင့်လူလို့ခေါ်ပါတယ်ကျွန်တော်ကတော့ပမာတီတူးလူမြောက်ရဲ့တက်တော် PPL ဘန်နိုင်းနဲ့ထောက်ပံ့ရေးဌာနမှာခုလက်ရှိတက်ဆွမှုဖြစ်တောင်းထမ်းဆောင်လည်းရှိပါတယ်ခင်ဗျာမိုးလင်းမှာဆိုရင်တော့ကျွန်တော်တို့အဓိကဒီမှာရေးကြည့်တာမှရှိတယ်ပထမကကျွန်တော်တို့ရေးခါတွေကိုသင်သိနေတယ်ဒုတိယဖြူကကျွန်တော်တို့ရေးခါတွေကိုသိရတဲ့ဘန်ဆောင်ဖြစ်ပါတယ်ခင်ဗျာအများစွာဒီဒီမှာအစ်ပင်နေလေလက်ကြနိုင်တဲ့နေသားဖြစ်တဲ့အတွက်ကျွန်တော်တို့အကောင့်နေရာဒီစာရေးပြီးတော့ မိုးမယူအောင်လို့ကျွန်တော်တို့ဒေသဆောင်စောင့်တယ်အဲပြီးတော့အဆောင်ပက်စာလေတွေကိုဒါလည်းပဲပြပြကျွန်တော်တို့ကားတယ်ကားပြီးတော့ကျွန်တော်တို့အဲပစ္စည်းတွေကိုတိမ်းထဲတာမျိုးရှိပါတယ်ကျွန်တော်တို့ရိတ်ခါတွေတိမ်းထဲတာအနေနဲ့ကတော့ဟိုတက်သွန်ရှိမယ်အာလူရှိမယ်ကျွန်တော်တို့တက်သွန်နေရာကြတော့ကျွန်တော်တို့မိုးရင်းကလမ်းကြီးကတဲလာတယ်အဲဒီကြောင်ကျွန်တော်တို့ဒါထဲမှာအိပောက်လာတာတွေရှိမယ်ကျွန်တော်တို့ပြီးတော့တက်သွန်တွေပြီးလာတာမျိုးအာလူတွေအနာပါလာတာမျိုးတွေကျွန်တော်တို့ရှိလာတယ် ေခါဆောင်ရောက်ချင်းကျွန်တော်တို့အအစိုးအချောက်ကိုကျွန်တော်တို့ပြန်ခွဲတယ်ပြန်ခွဲပြီးတော့မှစက်တုံတွေထဲမှာကျွန်တော်တို့အပုတ်တွေပါလာအပြီးတော့အနာတွေပါလာဆိုတော့ကျွန်တော်တို့စက်ပြန်ကြည့်ပြန်ကြည့်ပြီးတော့မှကျွန်တော်တို့အပုတ်တွေပါတယ်ဆိုရင်ကျွန်တော်တို့စက်တုံတွေကိုတက်တက်ထားတာမျိုးရှိတယ်အကောင့်တက်တက်ထားတယ်အစိုးတက်တက်ထားလိုက်ရေးပါးရေးဆိုလာတယ်ဆိုပါလို့ရေးပါးရေးဆိုလာတယ်ဆိုရင်ကျွန်တော်တို့ကဟိုအဝတ်အုပ်တွေနဲ့ပြီးပြီးကျွန်တော်စက်တုံတွေပြထားပြန်ထုတ်တယ်တစ်လုံးရင်ပြီးတော့ပြန်ထုတ်ပြီးတော့ကျွန်တော်တို့တက်တက်ပြန်ပြီးတော့ပြန်ခွဲထားတာမျိုးရှိတယ်ဟိုဒီ၃နေရာတော့စက်တွေရမ်းလိုက်တယ် တော့ဆိုက်တယ်ကျွန်တော်တို့စတတ်တယ်ဒီမှာတော့စရိုက်ပါပေါ်တယ်ဆိုကျွန်တော်တို့တော့တိုက်တဲ့ရင်နဲ့စတတ်တဲ့ရင်နဲ့ဒီစာလေးပြီးဆိုက်ပါစစ်သေးတာမျိုးကတော့ဘယ်လိုလဲဆိုတော့ဆန်နေရအဲခဲနေတာမျိုးလားပြီးတော့ဆန်နေအိတ်ပေါက်နေတာမျိုးလားကြောက်ကြိုက်တာမျိုးလားရှိရတယ်ကျွန်တော်တို့သိပြီးတော့အဲကျွန်တော်တိတိကျကျလေးသင်ခဲ့ထားပါတယ်ခင်ဗျာကျွန်တော်တို့ဒီမှာအခြေခံစစ်တင်နိုင်တယ်ကျွန်တော်တို့တခြားတန်းနေတင်နိုင်နေရှိတာလေးတွေဆိုရင်ကျွန်တော်တို့ကအဲတင်နိုင်ကာလတစ်လျှောက်လိုအပ်တဲ့အခြေခံစားတောက်ကလေးပါတယ်ကျွန်တော်တို့ကအဲလိုအပ်တဲ့အပေါင်းအဆောင်ပုံတော့ PC ကိုကျွန်တော်တို့ ပင်ငန်းကာလာစနေတယ်ကျွန်တော်တို့ကဒီလိုစီကြောင်တို့ပြီးတော့စီကြောင်ထားတာမရှိဘူး။ဘိုးရင်းပဲဖြစ်တဲ့အတွက်ကျွန်တော်တို့လမ်းကြောင်းအခက်ခဲရတော့ကျွန်တော်တို့အခုချိန်မှာပူကြုံရတယ်။ဟိုမြို့ကနေကျွန်တော်တို့ဒီနောက်တန်းစကန်ဒီကျွန်တော်တို့ရောက်ဖို့ဆိုရင်ကျွန်တော်တို့ဓာတ်ထဲမှာအဆင့်ကြီး၃လင်းချင်းလောက်ကျုံရတယ်။ဟိုအဓိကအဖြစ်အသားတွေရောအဲကျွန်တော်တို့အဓိကပို့ပြီးတော့အရေးကြီးတယ်။အသားတို့ကျုပ်တို့ကကျွန်တော်တို့အရေးကြီးတာဖြစ်တဲ့အတွက်အချို့အခါတွေမှာဆိုရင်ကျွန်တော်တို့ချောင်းရည်တွေကရမ်းမြင့်တက်နေတာရှိတယ်။ ကျောင်းရည်မြင့်တဲ့နေရာရှိတဲ့အတွက်ကျွန်တော်တို့အမနက်တည်းကနေပြီးတော့အသာသာစောင့်နေကျွန်တော်တို့6နာရီလောက်အသာစောင့်နေဆိုပါဘူးကျွန်တော်တို့ဒီခါကြီးကျရင်7နာရီလောက်မှကျောင်းတိတိလေးကိုကျွန်တော်တို့ကူရတာဒီအနေအထားတွေမှာရှိတယ်ခါလာမှာတကယ်လို့7နာရီလောက်ကိုမှကျွန်တော်တို့ကူလို့မရသေးဘူးဆိုရင်လူတွေနဲ့အဲ့လိုမျိုးတို့တယ်ပြီးတော့အဲတရားတော်မျိုးရှိပါတယ်ခင်ဗျကျွန်တော်တို့ morning bag အနေနဲ့ကတော့အဲကျွန်တော်တို့အများဆုံးအကြီးရယ်အသားရယ်ကျွန်တော်တို့ပုံမှန်အေးရယ်ဒါနဲ့ morning bag အနေမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ morning line ဖြတ်ခဲ့ရယ် ပြီးတော့အဲပစ္စည်းတွေကလည်းပြီးတော့ဈာထဲမှာအလူအညံ့ပို့များလာဖြစ်တဲ့အတွက်တခြားဆောင်ရအောင်းနေမှာကျွန်တော်တို့ဈာတော့ရေးထဲမှာတော့ဟင်းပို့ပြီးတော့ဈာပါလာမျိုးရှိတယ်။ဘောင်းကြီးဈာပါလာတော့ကျွန်တော်တို့ဒီကအဒီလက်မှာတော့နှိရှိမယ်မိုးရင်းဖြစ်တဲ့အတွက်နှိရှိမယ်ကျွန်တော်တို့ကလောင်တောင်မျိုးတို့ပြီးတော့အောင်းနေမှာဒီလိုမျိုးတွေရှိမယ်အဲဈာစားရတယ်ရှိမယ်ကျွန်တော်တို့ကဒီရိတ်ကောင်တွေ့တာလည်းအနေနဲ့ကျွန်တော်တို့မိုးရင်းဘက်မှာတော့ဟိုအကြီးအကျယ်တက်ဖို့ဆော့ပေါ့ပြီးတော့ဈာ တော်နေကြတာမျိုးဖြစ်ပြီးတော့ကျွန်တော်တို့ပြေးထားတာမျိုးရှိပါတယ်။ကျွန်တော်တို့မိုးရင်းကာလမှာပစ္စည်းရောက်ဖို့ခက်ခဲတာရှိတယ်။ rank ကြန့်ကြတာရှိတယ်။ကျွန်တော်တို့အဲရေစိုးပစ္စည်းပါလာတဲ့အဲပစ္စည်းတွေကကြားရတယ်လို့ပြောပြီးတော့ကြုံတွေ့ရတာဖြစ်တဲ့အတွက်ကျွန်တော်ဗန်ဒိုင်းနဲ့ထောက်ပံ့ရေးဌာနအနေနဲ့ CPU ရကနေပြီးတော့ထောက်ပံ့ထားတဲ့ရန်ပုံငွေတွေကိုလေလေးမရှိအောင်လို့ကျွန်တော်တို့အတက်နိုင်ဆုံးစီမံခန့်ခွဲရရှိပါတယ်ခင်ဗျ။ ခုကတော့ဘန္နာရေးနဲ့ထောက်ပံ့ရေးဌာနအနေနဲ့မိုးရင်းမှာရိခါတွေကိုဘယ်လိုစုဆောင်ထည့်နေရလဲအတက်နိုင်ဆုံးလေးလေးမရှိရအောင်ဘယ်လိုစီမံခန့်ခွဲနေလဲဆိုတာတွေကိုပြောပြပေးသွားတာပဲဖြစ်ပါတယ်။ဒါရင်ထောက်ပို့ရဲဘော်တွေရဲ့ထောက်ပံ့မှုနဲ့ပဲရဲဘော်တွေရဲ့နေထိုင်စားတောက်ကြီးကျန်းမာရေးစားရလိုအပ်ချက်တွေကိုရှာဖွေစုဆောင်နိုင်တာပဲဖြစ်ပါတယ်။ရှာဖွေစုဆောင်တာနဲ့မမျှတဲ့ပုံမကုန်ကြလာမယ်စီရဲသုံးဆောင်တဲ့လိုအပ်ချက်တွေကိုတော့ကမ်ပိန်းနဲ့ပြုလုပ်ပြီးရဲဘော်ငွေရှာဖွေစုဆောင်ရတာပဲဖြစ်ပါတယ်။ ဒါကြောင့်တော်လန်ဂျီယူများအနေနဲ့ကျွန်တော် VPN လေးမှာထောက်ဖို့တသားအဖြစ်ပါဝင်ခြင်းနဲ့ဆိုရင်တော့ VPN လေးဘန်ကြကိုဒါရိုက်ဆက်သွယ်ပြီးပါဝင်နိုင်တယ်လို့ US, Australia, Korea, Japan နိုင်ငံများမှာရှိတဲ့ VPN လေးထောက်ဖို့အဖွဲ့များအနေနဲ့ဒါစဉ်ထောက်ဖို့တသားအဖြစ်ပါဝင်လို့ရကြအောင်ဖိတ်ခေါ်လိုက်ရပါခင်ဗျာ။